ဖြည်းဖြည်းဝါပျော့ပျော့စာတံမိုးကြီးသော အစာတောက်များထက်ခြေဖြတ်ရန်လွယ်သောအာဟာရပြည့်သောအစာတောက်များကိုဦးစားပေးကာစားတောက်တင်ပါရယ်အစာကိုညံ့ညက်ဝါဖြည်းဖြည်းဝါခြင်းကလည်းကျန်းမာရေးကိုများစွာအထောက်အကူပြုနိုင်ပါရယ်အသက်အရွယ်ကြီးလာသူများအဖို့အစာကိုဝါနိုင်ပြီးအခက်ခဲများဖြစ်လာလေ ပျော်ပြောင်းသည့်အစားအစာများကိုဦးစားပေးရွေးချယ်ကာစတင်ပါရယ်။အသက်အရွယ်နှင့် ကျန်းမာရေးကိုလိုက်ဖက်စေမည်အစားအစာများကိုရွေးချယ်စားတော့ရန်မှာအသည့်တတိညံတို့လိုအပ်ပါရယ်။အစားအသောက်ကိုစင်ကျင် ထိမ့်သိမ့်နေခန္ဓာကိုယ်ကိုလည်းထိမ့်သိမ့်ပြီးသားဖြစ်ပါရယ်။ထမင်းတစ်လုံးနှင့်တစ်လုံးအကြာ အသက်ရှူနိုင်အောင်ကြိုးစားစီလိုပါရယ်။အသည့်တတိဖြင့်တတ်မှတ်စင်ကျင်က စားတော့နိုင်လေ ပိုကောင်းပါတယ်။ထို့ကြောင့်ဖြည်းဖြည်းစာဖြည်းဖြည်းဝါခြင်းကကိုယ်ကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေနိုင်ပါတယ်။နေ့စဉ်စားသောက်ရမည့်အစာအသောက်များမှာပုံသေးချပြထား၍ရနိုင်မည်မထင်ပါ။ဘာကကျန်းမာရေးအတွက်အထောက်အကူပြုသည်ဆိုခြင်းကိုမိမိဉာဏ်ဖြင့်စင်ကြင်ရန်သာဖြစ်ပါရဲ့။သို့တော့အကြံပြုလိုသည်မှာဟင်းသီးဟင်းရွက်များ ပါပါစေ။တည်သီးတစ်မျိုးကို အစားစားပြီးတိုင်းစားပါ။ ထမင်းတစ်ကြိမ်စားလေ6လုံးထက်မပိုအောင်စ조사ကြည့်တင်ပါတယ်။သို့တော့1နှစ်ပြည့်ကယ်ကမနေနိုင်မထိုင်နိုင်ဖြစ်သည့်အထိမစားတင်ပါ။မပြည့်မီရက်နိုင်အောင်စ조사ပါ။5တူဖူးကြက်ဥသို့မဟုတ်ဘဲဥအသားပဲသည်ကလပ်ပဲပဲနီလေးတို့ကိုလည်းတပတ်လည်နှစ်ကြိမ်မျှစားပြည့်အောင်စားပါ။ထမင်းစားလေဂရမ်200ပေါင်မုံနဲ့ ခေါဆွဲစားလေဂရန်တရားအသားငါပဲပရိုတိန်းတို့ကိုလုံလောက်အောင်ထည့်သွင်းစားသုံးသင့်ပါတယ်အသီးရွက်များကိုများများစားပါအစီများများရှောင်ပါစီများများနဲ့ကြော်လော်ချက်ပြုတ်ခြင်းကိုရှောင်ပါအရေးအသွေးပြည့်အစားစားဆိုဒီမှာတံပိုးကြည့်ရမလိုပါညတာစွာစီစဉ်စားတောက်တက်ခြင်းကိုသာခေါ်ဆိုပါရယ်အလုတ်ပိတ်ရက်များမှာမိသားစုအလိုက်ထူးဆန်းသောအစားအစာများကို ချက်ပြုတ်စားတောက်နိုင်ပါတယ်။မြမဒလေးကမိုဟင်းကခောက်ဆွဲများကိုချက်စားတတ်သည့်အလေးအထကိုမျက်နှာချရတယ်။တန်ဆေးလွန်ဘေးဆိုသည့်ဇကားကိုလည်းတတိယပါ။ရှီဟောင်းဂျပန်လူမျိုးများသည်မိဖို့ချောင်းကိုအလေးအမြတ်ထားစရာနေရာတနေရာအဖြစ်သတ်မှတ်ကြပါရယ်အစားအသောက်ကိုအာဟာရရှိစေရန်သာမကလှပအောင်လဲပြင်ဆင်စားတောက်တတ်ကြရယ်ထမင်းဝိုင်းကိုကြီးလိုက်လဲစိတ်ချမ်းသာသွားစေနိုင်မည် အနေအထားမျိုးကို ပြင်ဆင်လေ့ရှိကြတယ်။သူတို့ကထမင်းစားချိန်ဒီဝမ်းကိုဖြည့်ရန်သာမက စိတ်ကိုပါ အစာကျွေးနိုင်သည့်အနေအထားတစ်ခုဖြစ်အောင် စီမံလေ့ရှိကြတယ်။ယနေ့တိုင်ထမင်းစံကိုမဖြစ်မနေထဲ့သွင်းစားတော့နိုင်ရန်ကြိုးစားကြတယ်။ထို့ပြင်ယနေ့တိုင်တူဖြင့်စားတော့ကြခြင်းမှာရိုးရာဓလေ့ကိုထိမ့်သိမ့်ခြင်းသာမက အစာတောက်ပုံစံကိုပါ မျှတအောင်ခန်းစားပြီးစားတောက်နေထိုင်သည့် အလေးထားအားလက်ခံကျင့်သုံးနေခြင်းလည်းဖြစ်ပါတယ်။ရေအရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ K ပါ။ကိုစီကိုငါကိုဒေတာ၌ပျော်စားဆက်ရာတတဝဟူသည်များတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသား ိတ်ဆက်နိုင်ကြပါစေ။မင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။